ကျောင်းဆိုတာချွဲရခက်နေတာအငယ်တဲ့ပတ်တယ်ချွဲရတော့ဟုတ်တယ်အမြဲဟုတ်ချက်တော့ဖြစ်တယ်ကျွန်တော်ကချွဲပဲချွဲကြည့်ရင်းတော့မကြိုက်ဘူးချွဲရတော့ဘာမှဖြစ်ပါဘူးဟုတ်မရစ်ဘူးပြကျွန်တော်ကအဲ့လိုမရစ်တတ်ဘူးအရင်မရစ်တတ်ဘူးကျွန်တော်ကစောင့်ကြည့်နေတာကျွန်တော်ပြောမှလောက်တာထက်ကျွန်တော်ပြောမှပြင်တာထက်ပေါ့နော်အလိုက်တိတာမျိုးပဲကျွန်တော်ကတော့ကြာဟုတ်ဟုတ်ဟုတ်ပြတ်တတ်တာ မဟုတ်ထုတ်ပြတယ်ဒါပေမဲ့ကျွန်တော်ကလက်တွေ့ပဲထုတ်ပြတယ်ဒါလည်းစိတ်ပင်ပန်းတဲ့အချိန်ဟိုအရန်လာယူခြင်းတဲ့အချိန်ရှိတယ်ကိုချစ်သူကောင်းပါလေးရှိလို့ချင်းယောက်ျားတယောက်ဖြစ်နေပြီမဲ့လည်းပေါ့နော်တခါကြလို့ချင်းလည်းအဲ့လိုမျိုးကိုတကယ်ချစ်တဲ့မိန်းကလေးပေါ်မှာချွဲပြီးတော့ဆက်ဆံတာမျိုးလေးတွေရတာဘယ်လိုတကယ်ချစ်တဲ့ယောက်ျားလေးတွေမှာရှိတယ်ဗီဇာပေါ့နော်စိတ်ပင်ဖြစ်တာကဘယ်လောက်ရှိပါလဲနေသားကြတယ်ပေါ့နော်နေသားကြတယ်ဆိုတော့ဘယ်လောက်လောက်ရှိပြီလဲဆိုတော့သိချင်တော့မမှတ်မိတော့ဘူးအဲဟိုးကကြတော့ဟုတ်ကဲ့အဲ့ကားလေးကကြတော့ဒီဘယ်လိုဆိုလဲမတ်စနိုးမိုင်လေးပေါ့နော်မတ်စနိုးမိုင်လေး အဲ driver မှာ snow mile ရဲ့ဒါပထမဆုံး series လည်းဖြစ်တယ်အဲပြီးတော့သူ snow mile ရဲ့ဒါတော်တော်လေးကိုဒီကားကိုစီးမျောပြီးတော့စီးဝင်ပြီးတော့တော်တော်ခံစားပြီးတော့ရိုက်ထားတဲ့ကားပေါ့နော်ပြီးတော့ကျွန်တော်တို့အတားဒီကိုလည်းသူလိုချင်တဲ့ပုံစံသူလိုချင်တဲ့ character ကိုတေးချာချာစင်းပေါ်မှာတိုင်ပြီးပြီးတော့တေးချာချာလေးပြောပြတယ်ပေါ့နော်သူလိုချင်တဲ့ပုံစံအတိုင်းကိုရောက်အောင်ကြိုက်နိုင်တဲ့ site ပေါ့ဆိုတော့အာဒီညိုကားလေးလူမျိုးဟိုလူကြိုက်ကြိုက်ကြတယ်ဒါလည်းဆိုတော့ driver ရဲ့ဒါသူလိုပေါ့လေဟို တော့ writer ရဲ့ဒါကိုပုံမဲ့သူကသူကကြိုက်တယ်ပုံကောင်းတယ်လို့ပြောတော့မိမမိမတားလေးတားလေးဖျားနေတယ်မိမဟာလေမမအလုံးလုံးနေမပီးသေးဘူးပြီးမှပြန်ဆက်တာမိမအဆောင်ဝင်မိကောင်းတယ်သူသူ့ရဲ့ idea နဲ့သူ့ရဲ့ဒီဒီဟိုဘယ်လိုကောင်းလဲသူ့ရဲ့ဒီဒီကားထဲမှာပါတဲ့ character နဲ့သူ့ပုံစံတွေကကွက်တီတော့ဖြစ်နေကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာတော့ရိုက်နေတဲ့အချိန်မှာလည်းအာသူကသူ့ရဲ့သူ့ရဲ့ character ကိုသူစီးမျောတယ်သူကသူလုံးဆယ်ရှိအောင်လုပ်တယ်အဲပေါ့နော်အဲ့လိုဆိုတော့သူ့ character နဲ့ ကတော့ကျွန်တော်အခုအခုလည်းထွက်လာတဲ့အချိန်မှာတော်တော်မိုက်တယ်တော်တော်မိုက်တယ်ပေါ့နော်ကြည်ရအောင်ဝင်ကောင်းမှာတော်တော်ကောင်းမှာဘာလို့ဖြစ်တာလဲဘိုင်ဆိုင်ရမယ်ဆိုလေးကဆက်ချင်မယ်ကြိုက်ကြတော့ဝမ်းတော့ပါဇလန်ကိုတေးစာဖတ်တော့နော်ဇလန်ကိုကျွန်တော်တို့တေးစာဖတ်တယ်ဘယ်လိုကောင်စိတ်သေးထိရောက်အောင်နှလုံးသားထဲထိရောက်အောင်ဇလန်ကိုဖတ်တော့ဖတ်ပြီးတဲ့အခါကျတော့ကိုယ်ကာရက်တာကိုဒီဇလန်ထဲမှာဘယ်လိုထပ်ပြီးတော့ ိုယ့်ရဲ့ character ကိုဘယ်လိုပြီးတော့ creation ထပ်လုပ်မလဲဘယ်လိုတရုပ်ဆောင်မလဲ not design ထပ်စင်စားဆိုတော့အားလုံးကဒီကိုယ့်ရဲ့ character နဲ့ကိုတတ်နိုင်ဆုံးတော့ဒီ writer ရဲ့ညွှန်ကြားမှုအောက်မှာရောပြီးတော့ကိုလုတ်ချင်တဲ့ပုံစံမျိုးလေးပေါ့နော်ကိုလုတ်ချင်တဲ့အော် writer နဲ့ဒီစားကြည့်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားကြပါမယ်။ဒါရင်းနဲ့ theme နဲ့အတူစားခြင်းနဲ့ coffee နဲ့အတူတောက်ခြင်းနဲ့စောင့်တည်တဲ့ဖတ်ခြင်းနဲ့ဘယ်လိုပြောရမလဲအရင်ရောအပြင်အပြင်နဲ့တော့ကျွန်တော်က ွာတယ်ဗျအဲ့ဒါဆိုပင်မကြောက်တော့ကျွန်တော်အဲ့လိုကြီးအရင်မကျူးတတ်ဘူးမကျူးတတ်ဘူးအဲ့လိုကြီးမပြောတတ်ဘူးတော့အဲဘယ်လိုခေါ်မလဲလုတ်ပေးကြရှိတော့လုတ်ပေးလိုက်တယ်ဗောနော်ဟိုအဲ့လိုကြီးမပြောတတ်တာအဲ့လိုမပြောတတ်ဘူးဒါပေမဲ့ character ထဲမှာရုပ်ရှင်ထဲမှာကြာတော့ဒါ dialogue နဲ့ကိုယ့်ရဲ့ mood နဲ့ character အရတော့ဒါတော့ပြောသင့်တဲ့ဥစ္စာတော့ပြောတော့အပြင်မှာကြာတော့ကျွန်တော်အဲ့လိုမျိုးအရင်မပြောတတ်ဘူးဟောမဟုတ်ထုတ်ပြတယ်ဒါပေမဲ့ကျွန်တော်လက်တွေ့ပဲထုတ်ပြတယ်အဲ့လိုဇက်ကမပြောပြမပြောတတ်ဘူးဗျာအဲ့လိုဘယ်လိုဖြစ်ပါလဲညာလိုဖြစ်ပါလဲကျွန်တော်အဲ့လိုမျိုးဟို ပြောတတ်တာတကယ်လို့မပြောတတ်တာတက်တာရဲကပဲနေတော့တာဟုတ်ဒီမှာလေကားရဲစောင်းပါဟိုပါတယ်စောင်းဝင်မိကားရဲဟာလေးပါစောင်းဝင်မိကားရဲဟာဆိုသူသူကားရဲပုံစံဆိုတော့ဒါမစလို့လောက်ခိုင်းတဲ့ idea ဆိုပေါ့နော်ဒီကားရဲပုံစံလေးဟိုဘယ်လိုပေါ့မလဲစိုက်ကိုစိုက်ကိုပေါ့နော်စိုက်ကိုပုံစံလေးလောက်ထားဆိုတော့အဲစောင်းဝင်မိအဲအဲကားရဲဟာလေးဆိုတော့တော်တော်မိုက်တယ်လာလိမ့်မယ်ပေါ့နော် တော်မိုက်အမစမူ creation လုပ်ထားတဲ့ဥစ္စာလေးပေါ့ဒီလိုချင်းမရောက်နဲ့ဘယ်သူနဲ့ပို့ပြီးတော့ connection လေးခဲ့မိပါတယ်နေအောင်လုံးနဲ့မိပါတယ်နေအောင်လုံးကလည်းဘူကောင်းတယ်သူကလည်းသူသူ့ရဲ့ character ပေါ်မှာသူတစ္ဆာရှိကြတာပေါ့နော်ကိုလိုရမယ့် character ကိုလိုရမယ့်အပိုင်းအပိုင်းလုံးကြတာဆိုတော့နေအောင်လုံးနဲ့တော့ commission မိပါတယ်အဆင်ပြေပါတယ်ဟုတ်ကိုအကြောင်းဆိုတာ trade ရဲ့ခဏအငယ်ပတ်တယ် trade ရတော့ဟုတ်တယ်အမြဲဘူးဘူးဘူးချစ်တယ်ချစ်တယ်ချိုးဟာကြကျွန်တော်ဆိုလဲ တခါတလေပေါ့နော်ဒါဟိုပုံလေကျွန်တော်ယောက်ျားလေးတွေမှာလည်းဖြစ်တယ်တယ်လေနော်ကိုကာရီယာစိတ်ပင်ပန်းတဲ့အချိန်ကိုအရန်လာယူခြင်းတဲ့အချိန်ရှိတယ်ကိုချစ်သူကောင်းပါလေးရှိလို့ချင်းချွဲတက်ကြတဲ့သူရှိတယ်ဆိုတော့အဲ့လိုအဲ့လိုမျိုးဆိုတော့ကျွန်တော်ကအပြင်လေးအဲ့လိုမျိုးစဉ်းစားပြီးတော့ပေါ့တစ်ခါတလေအဲ့လိုမျိုးကိုယ်ကောင်းပါလေးကိုလည်းကိုယ်ကယောက်ျားတယောက်ဖြစ်နေပြီမဲ့လေပေါ့နော်တစ်ခါကြလို့ချင်းလည်းအဲ့လိုမျိုးကိုတကယ်ချစ်တဲ့မိန်းကလေးပေါ်မှာချွဲပြီးတော့ဆက်ဆံတာမျိုးလေးတွေကဒါဘယ်လိုပေါ့လဲသူတို့ကယောက်ျားလေးတွေရဲ့ ဗီဇာလို့ပဲပြောမှာပေါ့တကယ်ချစ်တတ်တဲ့ယောက်ျားလေးတွေမှာရှိတယ်ဗီဇာပေါ့နော်ဟို80ရာခိုင်လုံးပေါ့အပြည့်တော့မဟုတ်ဘူးပေါ့အဲ့လိုဆိုတော့အဲ့ဒါလေးတွေတော့ဒီတိုင်းပဲထည့်လို့ကြည့်အောင်ဟိုလိုက်ဘာလို့လို့ကိုကျွန်တော်ချစ်တာမဟုတ်တဲ့အဲ့လိုမျိုးပြောရေးပြောဟုတ်လားရေးပြောဟုတ်ပြီဟုတ်လားဆက်နေအောင်ကြည့်ကျွန်တော်ကတွဲမဲ့ထွက်ကြည့်တာနောက်တော့ဟာဟိုဟိုကျွဲကန်ကြိုက်တော့ဆိုတော့ဘယ်လိုပြောပြမလဲဒါဟိုပါပေါ့စိတ်ပေါ်မူတည်တာပေါ့နော် အဲ့လိုမျိုးတော့ကြိုက်တယ်မကြိုက်လို့မရှိပါဘူးချွဲလဲကောင်းပါဘူးချွဲလဲကောင်းပါဘူးဘာဖြစ်ပါ့။ရင်းတော့မကြိုက်ဘူးချွဲတာတော့ဘာဖြစ်ပါ့။ဟုတ်ကျွန်တော်ကဘယ်လိုပြောရမလဲ။အဲ့လိုမရစ်ဘူးပြကျွန်တော်ကအဲ့လိုမရစ်တတ်ဘူး။အရင်မရစ်တတ်ဘူးကျွန်တော်ကစောင့်ကြည့်နေတာ။စောင့်ကြည့်နေတာမရစ်တတ်ဘူး။ကျွန်တော်ကဘယ်လိုခေါ်မလဲကိုယ့်ရဲ့အသိစိတ်နဲ့ကိုယ်ကိုယ်လုပ်တာပဲကြိုက်တယ်။ကျွန်တော်ပြောမှလုပ်တာထက်ကျွန်တော်ပြောမှပြင်တာထက်ပေါ့နော်။ဒီကိစ္စလုပ်တင်လားမလုပ်တင်လားဆိုတော့ကိုယ့်အကူကောင်း ခေါင်းနဲ့ဒီစားစဉ်းစားဆုံးဖြတ်ပြီးတော့အဲ light light အလိုက်တိတာမျိုးပဲကျွန်တော်သဘောကျတယ်ကျွန်တော်တောင်းတော့မရစ်တော့ဘူးလက်တလုံးကတော့အဲ့လိုမျိုးတွေမရှိဘူးမရှိသေးတာဖြစ်တဲ့ပေါ်တော့ကျွန်တော်စိတ်ကပြောလို့မရဘူးနော်အဲ့လိုပေါ့အရင်တော့အရင်တော့စိတ်ပေါ့အခုကျတော့လည်းသူ့စိတ်ပေါ့နော်အဲ့လိုမျိုးတွေကကျွန်တော်လည်းကင်းကွာနေကြပြီဆိုတော့လေမပြောတတ်တော့ဘူးစိတ်ကဖြစ်တာကဘယ်လိုမှမရှိပါဘူးအင်းသိဘူးကျွန်တော်ကဘယ်လိုကောမလဲအလုပ်ပဲလုပ်နေတာဆိုတော့အဲ့ဒီ ကိုယ့်ကိုဘယ်လိုပေါ့မလဲနေသားကြနေအောင်နော်နေသားကြနေဆိုတော့ဘယ်တော့မှရှိပြီလေဆိုတော့သိချာတော့မမှတ်မိတော့ကိုယ့်ကိုအလုံးနဲ့ပဲလုံးမနေရဆိုတော့ဟုတ်နေမဲ့တိုင်းပဲအေးတယ်ဒါတော့တော့